အသက်34နှစ်အရွယ်ကြေးဆိုတဲ့အချောင်းမဟာဖုံကြီးကျောင်းလေးကိုဝင်လာပြီးကျောင်းနိုင်ဖုံကြီးရဲ့မျက်နှာနဲ့ခန္ဓာကိုယ်ကိုဒါနဲ့မှုန်ကာမိရှုခဲ့ပါတယ်။နောက်ပြီးတရက်ခန့်ဖြစ်သူအချောင်းမဟာအဖမ်းခံခဲ့ရပြီးနောက်ပိုင်းမှပြောတာကသူ့လိုလှပါတဲ့သူကဒီလောက်ရနဲ့ပတ်သက်ပြီးဘသူကိုတောင်းပန်ရမှာလဲဆိုပြီးတရက်ခန့်ဖြစ်သူအချောင်းမမှထိုင်းတဲ့တင်တောက်တွေကိုပြောပါတယ်။ဖြစ်စဉ်ကတော့လေးလပိုင်း22ရက်နေ့ကထိုင်းတဲ့တင်နေမှာဖော်ပြလာတယ်။ ထိုင်းနိုင်ငံဘူလီလန်မြို့ဝတ်တဆောင်ဖုံကြီးချောင်းကကြောင်းနိုင်ဖုံကြီးဟာပြီးခဲ့တဲ့22ရက်နေ့မနက်ပိုင်းကဖုံကြီးချောင်းဝင်းထဲမှာလုံခြံခံရကြောင်းထိုင်းရဲတပ်ဖွဲ့ကိုအကြောင်းကြားလာတာကြောင့်ထိုင်းရဲတပ်ဖွဲ့မှအခင်းဖြစ်ခဲ့တဲ့ဖုံကြီးချောင်းကိုတွားရောက်စစ်ဆေးခဲ့ပါတယ်။ထိုင်းရဲတွေဖုံကြီးချောင်းကိုရောက်သွားတဲ့အခါမှာတော့ကြောင်းနိုင်ဖုံကြီးရဲ့အနေထားဟာမီးရှို့ခန့်ထားရပြီးမျက်နှာနဲ့ခန္ဓာကိုယ်နေရာအနှံမှာဆိုရင်လည်းဓာတ်နဲ့အမှုန်ခန့်ထားရပါတယ်။နောက်ပြီးကြောင်းနိုင်ဖုံကြီးဟာကျမ်းမာရေမကောင်းသူဖြစ်တာကြောင့်တွန်းလှဲနဲ့တွာလာနေထိုင်ရပြီး တရခန့်ဖြစ်သူနဲ့ဖုန်ကြီးဟာဆိုရင်လေဦးလေးနဲ့တူတော်တယ်လို့သိရပါဗျ နောက်ပြီးတရခန့်ဖြစ်သူအသက်34နှစ်အရွယ်ကျေဆိုတဲ့အချောင်းမဟာပြင်မှုကျူးလွန်ပြီးတဲ့နောက်မှာဘူလီလန်မျိုးကနေဖတ်ထရမျိုးကိုထွက်ပြေးဖို့အတွက်ဆိုင်ကယ်နဲ့သွားနေတဲ့အချိန်မှာပဲလန်တဝါမှာဆိုင်ကယ်ဒက်စီကုံသွားတာကြောင့်သူ့ရဲ့ဆွေမျိုးလေးစီမှာပဆန့်ချီဖို့အတွက်မက်ဆင်ဂျာကနေစာပို့ပြီးဒက်စီဆိုင်တစ်ခုမှထိုင်ဆောင်နေတဲ့အချိန်မှာပဲထိုင်ရတဲ့ဖွဲ့မှာတရခန့်ဖြစ်သူကျေဆိုတဲ့အချောင်းမကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။အဖမ်းခံရပြီးနောက်မှာတော့တရခန့်ဖြစ်သူဟာသူ့လောက်ရန်နဲ့ပတ်သက်ပြီးဝန်ခံခဲ့ပြီးထိုင်ရတဲ့ဖွဲ့မှာတရခန့်ကိုဘာကြောင့်အခုလို ို့ကျောင်းနိုင်ဖုန်ကြီးကိုကျူးလွန်ရတယ်ဆိုတာနဲ့ပတ်သက်ပြီးမေးမြန်းမှုပြုလုပ်တော့တရားခံဖြစ်သူပြောတာကမနက်ကဖုန်ကြီးကျောင်းကိုသွားရင်ကျောင်းနိုင်ဖုန်ကြီးနဲ့စကားများရန်ဖြစ်ပြီးဒေါ်တာထွက်လို့အိမ်ပြန်ပြီးဓာသွားယူတယ်ပြီးသွားတော့ဆိုင်ကယ်မှာစီဘတ်20ဘူးဖြည့်တယ်စီဖြည့်ပြီးွားတော့ဖုန်ကြီးကျောင်းကိုမောင်းလာပြီးကျောင်းနိုင်ဖုန်ကြီးရဲ့မျက်နှာနဲ့ခန္ဓာကိုယ်ကိုဓာနဲ့မှုန်ခဲ့တယ်ပြီးသွားတော့ဆိုင်ကယ်ထဲကစီကိုဆုပ်ထုပ်ပြီးမီးရှို့ခဲ့တာဖြစ်တယ်လို့တရားခံဖြစ်သူကြေဆိုတဲ့အချောင်းမှာမှထိုင်ရတဲ့ဖွဲ့ကိုပြောပါတယ်ဒီလိုနဲ့ထိုင်ရတဲ့ဖွဲ့မှာတရားခံဖြစ်သူကို ိုသူပြင်းမှုကျူးလွန်ခဲ့တဲ့ပုံစံအတိုင်းတရုတ်ပြခိုင်ခဲ့တဲ့အချိန်မှာ ထိုင်းတရင်တောက်တိမ်မှာရောက်လာပြီးမေးမြန်းမှုပြုလုပ်တော့တရခန့်ဖြစ်သူကြေးဆိုတဲ့အချောင်းမပြောတာကသူ့လုံရန်နဲ့ပတ်သက်ပြီးဘသူကမှမတောင်းမနိုင်ဘူးသူ့လို့လှတဲ့သူကဘသူကမှလည်းတောင်းမစရာမလိုဘူးလို့တရခန့်ဖြစ်သူအချောင်းမမှထိုင်းတရင်တောက်တိကိုပြောပါတယ်နောက်ပြီးတရခန့်ဖြစ်သူနိုင်ကြီးရဲ့အဖေပြောတာကဒဏ်ရာရရှိခဲ့တဲ့ဖုန်ကြီးဟာကျွန်တော်မိမရဲ့အကိုဖြစ်ပြီးဒီမတိုင်ခင်အရင်မှာတားဖြစ်သူဟာစစ်မှုထမ်းခဲ့ရတယ်အိုင်နောက်ပိုင်းစစ်မှုထမ်းပြီးသွားလို့အိမ်ပြန်ရောက်လာတော့ တယောက်ထဲစကားပြောပြောနေတာမျိုးတွေရှိပင်မဲ့အစကတော့ဒီလောက်ထိအခြေအနေမဆိုသေးဘူး။နောက်ပြီးအခုလောက်ထိဘသူကမှလည်းကိုထီလက်ရောက်ကျူးလွန်တာမျိုးမရှိဘူး။ဒီမတိုင်ခင်အရင်မှာတားဖြည့်သူပြောပြောနေတာကတော့သူ့ဦးလေးနောက်တယောက်စီကအမွေရလာတဲ့ဘန်းငွေနှစ်သိန်းကို ောင်းလိုက်ဖုန်ကြီးကခြေပြီးပြန်မဆက်ဘူးလို့တားဖြည့်သူပြောတာကိုတော့ကြားဖူးတယ်တကယ်ဟုတ်လားမဟုတ်လားတော့ကျွန်တော်လည်းမသိဘူးလို့တရခန့်ဖြစ်သူနိုင်ကြေးဆိုတဲ့အချောင်းမာရဲ့ဖားကင်ဖြစ်သူမှပြောပါတယ်လက်ရှိမှာတော့ထိုင်းရဲတပ်ဖွဲ့ကတရခန့်ဖြစ်သူကိုဖမ်းဆီးထားပြီးထိုင်းတရင်မှပြောတာကတော့ဒဏ်ရာရရှိခဲ့တဲ့ဖုန်ကြီးဟာမျက်နှာနဲ့ခန္ဓာကိုယ်နေရာအနှံ့ဓာတ်နဲ့အမှွန်ခံရတဲ့အပြင်မိနှဲပအရှုခံရတာကြောင့်အခြေအနေတော်တော်လေးကိုဆိုးတယ်လို့ထိုင်းတရင်မှပြောပါတယ်